ရေတက်ချအောင်လို့မယ်မင်္ဂလာပါရှင်မင်္ဒရီခေတ္တမှာပြန်လည်ကြည့်ဆွနိုင်ပါရှင်ကျမတို့ channel တွေကနေနေစဉ်ပြည်တွင်းပြည်ပသတင်းများကျွန်တော်ရေးသတင်းများနဲ့နောက်ဆုံးရသတင်းများကိုအချိန်နဲ့တပြေးညီစာတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ယခုပထမဆုံးစာတင်တင်ဆက်ပေးမယ့်သတင်းကြောင်းလည်းကတော့ရန်ကုန်တိုင်းတန်လျင်မြို့နယ်အေယာဝတီရေတက်စခန်းဌာနချုပ်တွေရေတက်ဦးစီးချုပ်ဘိုးချုပ်ကြီးထေဝင်းအမေဖြင့်အရေးပေါ်ရရအတွက်ပဋ္ဌာန်းရွတ်နေတင်နန်းများပို့ချနေတဲ့ဆိုတဲ့သတင်းလည်းပဲဖြစ်ပါရှင် ရန်ကုန်တိုင်းတန်လင်းမြို့နယ်အင်ယာဝီတီရေးတပ်စခန်းဌာနချုပ်တွင် ရေးတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးထိန်ဝင်းအမေဖြင့်အရေးပေါ်ရတရားအတွက်ရုပ်ဖတ်ပူဇော်နိုင်ရန်အတွက်ပဋ္ဌာန်းရွတ်နေတင်နန်းများပို့ချလည်ပြီးရေးတပ်ဦးစီးချုပ်ရဲ့ဇနီးအပါအဝင် အရာရှိဇနီးမတ်တများအားလုံးတက်ရောက်နေရကြောင်းရေးတပ်တရင်မြက်ကရှန်ကုန်းခဲ့တဲ့တင်နန်းဌာနထပ်ပြောဆိုထားဖြစ်ပါရယ် မတ်လ၁ရက်နေ့ကနေ9ရက်နေ့အထိ AOD ရေတက်စကန်ထနာချုပ်ဓမ္မယုံတွင်ပဋ္ဌာန်းရွနေတင်နန်းဖွင့်လှစ်နေခြင်းဖြစ်ပြီးငွေလရတနာအဘိဓမ္မာတင်နန်းမှုမှာအငိမ့်စာပုချုပ်တင်ငွေရဲ့တမီနဲ့စစ်စစ်ဆံဝန်တည်ငြိမ်မှုရဲ့အစနီခင်တနာဥကဥဆောင်ရဲ့တင်နန်းပို့ချနေခြင်းဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါပဋ္ဌာန်းယူနီတင်နန်းသို့ကာကွယ်ရေးဦးစီးချုပ်ရေဘူချုပ်ကြီးထေဝင်းရဲ့ဇနီးနဲ့အတူ အရာရှိများရဲ့ဇနီးများတက်ရောက်နေပြီးတင်နန်းတက်ရောက်ခြင်းမရှိသူများကိုအရေးယူမိဟုဆိုကမဖြစ်မနေတက်ရောက်ခံနေခြင်းဖြစ်ကြောင်းသိရှိရပါသည် ယနေ့မစနောက်ခုနှစ်ရက်နေ့တွင်တင်းတန်းဆင်ပွင့်နဲ့စုပြီးပွဲပြုလုပ်သွားမည်ဖြစ်ပြီးရေးသက်ဌာနချုပ်ဓမ္မရိုးတွင်လည်းယနေ့ညနေ၄နာရီ30မိနစ်ခန့်စတင်၍နေ့စဉ်ဓမ္မတာစကြာတုတ်ဓမ္မစကြာတုတ်တန်ရုပ်ဖန်ရန်လည်းအမိန့်ထုတ်ထားကြောင်းသိရှိရပါသည်။ဧရာဝတီရေးသက်စကန်ဌာနချုပ် တန်လျက်စွန်းမှာပဋ္ဌာန်းတင်နန်းခွနဲ့ဖွင့်လင်းနေတဲ့ကာကွယ်ရေးဦးစီးချုပ်ရေးဘူချုပ်ကြီးထေဝင်းရဲ့မိမကိုရင်တက်ရောက်နေရပါတယ်။အယားရှိဇနီးတွေကမတက်မနေရဆိုပြီးမတက်ရင်အရေးယူမယ်ပြောလို့အကုန်လုံးတက်နေကြရတယ်။ရေတပ်ဌာနချုပ်ဓမ္မယုံမှာလည်းနေ့တိုင်းဓမ္မစကြာတုတ်တန်ရွှေဖန်ရမယ်ဆိုပြီးအမိတ်ထုတ်ထားတဲ့ဟူတက်တွင်တရေမြက်ကပြောဆိုထားဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ရုရှားပြန်မင်းအွန်လိုင်းကိုကြိုဆိုရန်နန်စီနယ်ဝန်ထမ်းများစစ်တော်ပွင့်အမှုပညာရှင်များစစ်တပ်နဲ့အောက်ခံအဖွဲ့များကို စစ်ကောင်စီကဆင့်ခေါ်ပြီးနေပြည်တော်လေးစိတ်ကနေလက်တလျှောက်စစ်စီကကကြိုဆိုခိုင်းတဲ့ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်ရုရှားပြန်မင်းအွန်လိုင်းကိုကျူဆွရန်နန်စီနယ်ဝန်ထမ်းများအနုပညာရှင်များစစ်တပ်လောက်ကအဖွဲ့များကိုစက်ကောင်စီကနှိပ်ပြီးတော့သူစာတင်စင်ခေါ်နေပြီဖြစ်ကြောင်းနေပြီးတော့တပ်တရင်မြစ်ကပြောဆိုထားဖြစ်ပါတယ် မတ်စလာကိုရင်းနဲ့နေပြည်တော်သူပြန်လဲရောက်ရှင်လာမဲ့အကြံဖက်အမြောင်းလိုင်းကိုကျူဆွေရန်မြန်မာနိုင်ငံရုပ်ရှင်အစီအမံအနုပညာရှင်များအဆိုတော်များဟာတာတရုတ်ဆောင်များ WNBA ပါဝင်စစ်ကောင်စင်လက်အောက်ကအဖွဲ့အစည်းများနိုင်ငံတော်ဝန်မှနန်းစီရဲဝန်ထမ်းများအခြေခံပညာအထက်တန်းကျောင်းမှအကြောင်းသားကျောင်းသူများပါဝင်စစ်တပ်နဲ့ပတ်သက်နေတဲ့အဖွဲ့အစည်းများကိုနေပြည်တော်သူလာရောက်ရန်ဆင့်ခေါ်နေခြင်းဖြစ်ကြောင်းသိရှိရပါသည် အကြမ်းမဲ့မဲအွန်လိုင်းကိုကျူဆွရတဲ့ယခုထက်ပုံမူပြီးတော့ကြီးကြီးကျယ်ကျယ်ခန်းခန်းနန်းနန်းစီစီကကကျူဆွရန်ပြင်ဆင်ခန်းနေပြီး OC ဘုံပေါင်းများဖြင့်နေပြတော်လေးစိတ်ကနေလမ်းတလျှောက်ကျူဆွကြရန်လှုံ့ဆော်နေခြင်းဖြစ်တည်ဟုသိရှိရပါသည် ဒီတကောင်ရုရှားခင်းစင်ကအာရဂျင်းနပ်ဖွဲ့ဖြစ်တဲ့အတွက်ခါတိုင်းခင်းစုနေနဲ့မတူကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာကျူစုဖို့လုပ်နေတာတီဝိုင်းတွေ OC2 ဘတ်တို့လည်းပါမယ်ဘီနိုင်းတွေလည်းစရိုက်နေကြပါပြီမနေ့ဖြန်နေပြီးတော့ကိုကြိုးရောက်ဖို့တချို့အခွင့်တွေလည်းခေါ်ထားပြီးဟိုနေပြီးတော့တတ်တရံမြက်ကပြောဆိုထားဖြစ်ပါတယ် မင်းအောင်လိုင်းရဲ့ရခိုင်နိုင်ငံခြားပြန်ခီးစင်များတွင် အကယ်ဒမီဇင်ရောမောင်မောင်မေတန်းသူမေတင်ဆောင်ဦးရှန်အောင်ခက်စတူစိုးမြသူစားစားတဲ့စစ်တပ်ထောက်ခံတဲ့အမှုပညာရှင်များဒိတ်တောင်ဦးဆောင်တဲ့စစ်တပ်ဘက်တော်သားလူဟာတလူရှင်တော်များအစိုးရယုံလေးအပါဝင်စစ်တပ်လုံပင်များကတက်တက်ကြွကြွပါဝင်ကျူဆွခင်ကြပြီးယခုရုရှားပြန်ခီးစင်တွင်လည်း၎င်းတို့ကဆက်လက်ပါဝင်အုံမီဟုသိရပါတယ် မက်စလာကိုရဲ့နေမင်းလာရဲ့ရုရှားပြန်ခေစင်ကျူဆူရဲ့အတွဲကုံကြစီနဲ့နေအတွက်ခံများကိုဝန်ကြီးဌာနဆိုင်ရာနဲ့စစ်တနေမိဖက်စီပွားရေးလုပ်ငန်းများကကြာခံကြမဖြစ်ကြောင်းတရှိရပါတယ်။ဆက်လက်ပြီးတော့အင်းတကော်မျိုးကင်းပိုင်ချုံကြီးရွာတွင်စစ်မှုထမ်းအကြောင်းပြ၍ငွေကြီးချင်းချောက်တောင်းယူနေတဲ့ယာအီမူဂျော်ထူပြစ်ခတ်ခံရပြီးတေဆုံသွားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါရှင်။ပုဂိုတိုင်းပုဂိုမြို့နယ်အင်းတကော်မျိုး ကင်းပိုင်ချုံကျင်းရွာတွင်စစ်မှုထမ်းခြင်းဟုဆိုကအတင်းကျပ်ငွေကြေးကောက်ခံနေတဲ့ရာအိမ်မှုကြော်ထူကိုပြစ်ခတ်ခြင်းနဲ့ခရာတွင်တေဆုံသွားခဲ့ကြောင်းအင်တာကောမြို့နယ်ပြည်သူ့ကကွေရဲ့တပ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံကရှင်းလင်းခဲ့တဲ့တဲ့ဌာနသားတို့ပြောကြားချောင်းဖြစ်ပါရယ်မက်စလာ9ရက်နေ့မွန်တက်ဆန်နိုင်ခံတွင်ဘကိုးမြို့နယ်ကင်းပိုင်ချုံကြောက်တန်းလမ်းတနေရာတွင် ကင်းပိုင်ချုံကျေးရွာမှာစစ်ကောင်စီခန့်ရှာအင်မူကျော်သူကိုအင်းတကော်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတနက်ဖြန်နှစ်ချက်ပြစ်ခတ်ရှင်းလင်းခဲ့ရတွင်နေရာတွင်ပင်ပွဲချင်းပြီးတည်ဆုံသွားခဲ့ကြောင်းသိရှိရပါသည်။ အဲ့ဒီနေ့ကပဲစစ်မှုထမ်းခြင်း లై ကောက်ခဲ့ပါသေးတယ်ပြစ်ခတ်ရှင်းနေခံရပြီးတော့သူ့အကိုတင်ထွန်းဆိုတဲ့ကျန့်ဖို့ပါတီဥက္ကဋ္ဌကစစ်ခွေတွေရွာတဲ့ခေါ်လာပြီးလက်ပတ်ရန်ကားနေတယ်လို့တရင်ရပါတယ်အခုအချိန်ထိလည်းရွာတဲ့စစ်စီရှာဖွေမှုတွေလုပ်နေတော့မှာပဲရွာသူရွာသားတချို့တကူလည်းဘကူမျိုးကိုဖမ်းသွားတယ်လို့သိရတယ်တချို့လည်းပြန်လွတ်လာပြီးတရင်ရပါတယ်ပြစ်ခတ်ရှင်းနေခဲ့တဲ့ရဲဘော်တွေအားလုံးကတော့ဘေးကင်းရာနေရာကိုရောက်ရှိနေပါပြီဟိုအင်တဂွန်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံကရန်ကုန်ခဲ့ င်သင်းဌာနတို့ပြောဆိုထားဖြစ်ပါတယ်။တေဆုံးသူရာရဲမှုကြော်ကျွဟာကြီးရွာတင်းနေပြည်သူများအားစစ်မှုမထမ်းမနေရဥပဒေဖြင့်ချိန်ချပြီးစစ်မှုထမ်းခြင်းများအားဆင်းရဲချမ်းသာမရွေးမညာမသာကောက်ခံခြင်းကြီးရွာတွင်စစ်သားရဲများနှင့်အတူကင်းလက်လိုက်ပါလာခြင်းမိသည့်ပြဿနာကြီးငယ်မဆိုးစစ်သားရဲများကိုခေါ်ယူကဖမ်းခံခြင်းကင်းပိုင်ချုပ်အုပ်ချုပ်ရေးမှုရဲ့ကိုစားလက်ကောင်ကကြီးရွာနေ ပြည်သူများအပေါ်မှာနိုင်ထက်စင်းနေလှုံ့ဆော်နေခြင်းတို့ကြောင့်ဂျေးရွာနေပြည်သူများရဲ့တိုင်တန်းချက်အရာပြစ်ခတ်ရှင်းလင်းရအချင်းဖြစ်ကြောင်းသိရှိရပါသည်။ အင်းတကောမျိုးပြည်တွက်ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့်စကောင်းစီဒေါက်တာများကိုဆက်လက်ပြီးတော့တုတ်သိရှင်းလင်းသွားမည်ဖြစ်ပြီးပြည်သူလူထုရဲ့အကျိုးစီးပွားကိုကာကွယ်ပေးမည်ဖြစ်ကြောင်းပြည်သူလူထုရဲ့အခက်အခဲများများကူညီဖြေရှင်းပေးနိုင်ရန်ကြိုးစားသွားမည်ဖြစ်ကြောင်းပြည်သူလူထုရဲ့အကျိုးစီးပွားကိုထိပါစေမည်မိသည့်ရန်ကားမှုမျိုးကိုမဆိုးလက်ခံမည်မဟုတ်ကြောင်းထုတ်ပြန်ထားဖြစ်ပါရယ် ဆက်ရပြီးတော့ထန်းတပင်နဲ့ကြောက်ကြီးအဆက်မရှိတဲ့ကျေးရွာနေရွာကိုစစ်ကောင်စစ်တပ်ကနေရပြစ်ပုံချင်မှုပြည်သူသုံးဦးတည်ဆုံးပေးပြီးနေအိမ်များမီးလောင်ပြကျသွားခဲ့တဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ပဲခူးတိုင်းထန်းတပင်မြို့နယ်နဲ့ကြောက်ကြီးမြို့နယ်အဆက်မရှိတဲ့ကျေးရွာနေရွာကိုအကြမ်းပစ်စစ်တပ်ကနေရပြစ်ပုံချင်တိုက်ခိုက်ခဲ့ရတွင်ပြည်သူသုံးဦးတည်ဆုံးခဲ့ပြီးနေအိမ်ငါးလုံးခန့်မီးလောင်ပြကျခဲ့ကြောင်းဒေသပြည်သူများကရှင်းကုတ်ခဲ့တဲ့တဲ့ဌာနထပ်လို့ပြောဆိုထားဖြစ်ပါရှင်။ မတ်စနာ6ရက်နေ့မော်လယ်3နိုင်ကြော်ခန်းတွင်အကျန်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲထန်းတပင်မြို့နယ်နဲ့ကြောက်ကြီးမြို့နယ်အဆက်မရှိတဲ့ကြောက်ကြီးပေါရွာနဲ့မကြီးတောရွာကိုလှည့်ရင်ဖြင့်ဘုံ6လောက်ခန့်ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။ အကျန်းဘက်စစ်တပ်ရဲ့လေကြောင်းတိုက်ခမှုအတွင်ကြောက်ကြီးပေါရွာမှာအသက်63နှစ်အရွယ်ဒေါ်ထွေးနဲ့မကြီးတောရွာမှာအသက်55နှစ်အရွယ်ဦးအောင်မြင့်အေးအသက်53နှစ်အရွယ်ဒေါ်ခိုင်ဦးတို့အသေဆုံးခဲ့ပြီးပြည်သူ၃ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းထို့ပြင်အကျန်းဘက်စစ်တပ်ရဲ့လေကြောင်းတိုက်ခမှုအတွင် နေအိမ်၅လုံးခန့်မီးလောင်ပျက်ကျကြောင်းသိရှိရပါသည် တတ်မဟာနှစ်နဲ့တတ်မရာ၃အကြာမှာရှိတဲ့ကြောက်ကြီးပေါက်တရာထိန်မကြီးတော်ကိုကျဲသွားတာပါအမျိုးသမီးနှစ်ဦးနဲ့အမျိုးသား၃ဦးတည်ဆုံခဲ့ပါတယ်။အင်းတွေတော့မီးလောင်နေတာတွေတွေ့ရပါတယ်။နေအိမ်၅လုံးလောက်ပြည့်စုံမယ်လို့ခံမှန်ရပါတယ်။ဘာလို့အမျိုးသားနဲ့ကျဲတယ်ဆိုတော့မသိကြဘူး။ကျဲချသွားတာက၆လုံးလောက်ရှိပါတယ်။ဆက်တဲ့နှစ်တွေနဲ့လည်းပြစ်ခတ်ပါတယ်။ဒဏ်ရသူတွေ၃ဝက်လည်းမကြီးတော်ရွာကပဲတိုက်ပွဲလည်းဖြစ်ပွားနေတာမရှိပါဘူးဟုဒေတာပြတူတူကတော့ပြောဆိုထားဖြစ်ပါတယ်။ အကြောင်းရတင်ဆက်ပေးမှုကိုဒီမှာပဲကြာနာကိုပြောပါရှင်အပင်နာစင်မှုအတွေ့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်